နောက်ထပ်မေးခွန်းတစ်ခုကတော့မြတ်စွာဘုရားရှင်အဆက်ဆက်ဟာလူဘဝမှာပါရမီဖြည့်စင်ခါကစက်မှုထွန်းကားတဲ့ခေတ်ဒီမှာလူဖြစ်ခဲ့ဘူးပါလားဘာဖြစ်လို့ဆိုတော့ရှင်ဘုရားမြတ်စွာဘုရားဟောတဲ့ဇတ်တော်တွေတိုင်းဟာယနေ့လူမျိုးတိတ်ပန့်ခေတ်ဒီမှာပါပဲနဲ့ရှေးခေတ်လှဲခေတ်လှေခေတ်နောက်ခံနေကြီးပဲကြားနေရလို့မြတ်စွာဘုရားရှင်ဟာလူဘဝမှာပါရမီဖြည့်စင်ခါစက်မှုထွန်းကားတဲ့တိတ်ပန့်ခေတ်ဒီမှာလူရောဖြစ်ခဲ့ဘူးပါလားရှင်ဘုရားသူကပြောရမယ်ဆိုလို့ရှင်တော့ဒီသာဒကသရိုရီဆိုတာ လူတွေကိုပညာပေးဖို့တမပါဗျာလက်ဆော်ဗျာဟောတာလေတမပါဗျာဟိုလူတွေကိုသင်္ကန်းစာပေးဖို့ဟောတာတမပါဗျာသင်္ကန်းစာပေးဖို့ဟောတာဆိုစမှုထွန်ကားတာမထွန်ကားတာလေတာထာသူစက်တွေကိုဖတ်ဖူးတယ်ဆိုလို့ရှိရင်ကထဝါနဇာဆိုရှိတယ်တမပါဗျာကထဝါနဇာကဘာလို့တဲ့အောင်မေးတော့တမပါဗျာနော်မရှိဘူးဒီတစ်သားနဲ့တိဆောက်တဲ့ရန်တရားတို့လေးမြန်တို့လုတ်ပြီးကောင်းငင်နေထွက်သွားတယ်ဟာ အဲ့တော့အဲ့ဒီဟာလိမ်မြရဲ့အစလို့ပြောလို့ရတယ်မှန်ပါဗျာနော်အဝေးကိုပြန်သွားတာအဲ့ဒါဘယ်ဖျားရှင်လက်ထက်မှာဟောတာအဲ့ဒါဒီမြတ်စွာဘုရားရဲ့အလောင်းပဲလေဖြစ်တာကတော့ရှေးခေတ်ပေါ့မှန်ပါရှေးခေတ်ခုခေတ်ဇာတကဆိုတာခုခေတ်ဖြစ်တာတွေဟောတာမဟုတ်ဘူးအတိတ်ဘဝကဖြစ်ခဲ့တာတွေဟောတာမှန်ပါဗျာအဲ့တော့ကတ္တဝါနဆတ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဆက်မှုထွန်းကားတယ်လို့ပြောလို့ရတယ်လေမှန်ပါဗျာဆက်မှုထွန်းကားတယ်လို့ပြောလို့ရမှန်ပါဗျာအဲ့ဒီဆက်နဲ့ဟိုကောင်းငင်ကနေပြီးတော့ ရှင်သူတွေကလွတ်မြောက်အောင်သူကလေးမြန်လို့ဟာလုပ်ပြီးကထဝါရဏဆိုတစ်သားနဲ့တိဆောက်တဲ့လေးမြန်နဲ့ကောင်းကင်ပြန်သွားတာရှိတယ်မှန်ပါဗျာနောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့ရသဗျာကပြန်ပြီးသင်္ကန်းစာပေးတဲ့ဟာတွေကလူတယောက်လူတွေရဲ့စိတ်နေသဘောထားကိုချင်းတရားနဲ့ပတ်သက်တာတွေကိုဟောတာဖြစ်သည့်အတွက်ကြောင့်မှန်ပါဗျာကိုချင်းတရားနဲ့သက်ဆိုင်တာတွေပဲပြောမှာပေါ့နော်မှန်ပါဗျာအခုအခုခေတ်လူတီးတွေလေးဟိုရင်လှိခက်လှိခဲမဟုတ်ဘဲနဲ့ ဟိုတခြားနည်းတွေပြောဖို့ရတော့အကြောင်းကသူခေါ်လို့ရင် main point မဟုတ်ဘူးပေါ့ဒါမှန်ပါဗျာမှန်ပါလူရဲ့လူခိရဲ့လူတွေရဲ့သဘာဝတရားသူကအတက်လိုက်အကျလိုက်ရှိတဲ့ပညာမှန်ပါဗျာနော်မြတ်စွာဘုရားမရှိတဲ့နောက်မှာတောင်းပါပဲရှန်နေရတတ်တတ်တဲ့ခစ်တရှိတယ်မှန်ပါဗျာဆိုလိုတာမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုအစရတ္တမင်းကရှင်မဂါသဘာတို့နဲ့တိုင်ပင်ပြီးတော့ ပြောင်းပြဲမသွားအောင်ဆိုဖျားတတ်တော်တွေကိုစွန့်တကူနဲ့ပင့်ပြီးတော့အိန္ဒိယမှာအခုတတ်တော်တိုင်းဆိုတာရှိတယ်မှန်ပါဗျာနော်ဓာတုနိဒာနစေတီဆိုတာရှိတယ်အဲ့ဒီမှာထည့်ထားပြီးတော့ဒီတတ်တော်တိုင်းတဲ့ဝင်တဲ့လူတွေကိုသူကဓာရီလှမ်းနေနဲ့ဘယ်သူကဝင်လို့မရအောင်ရန်နရအတက်နဲ့လောက်ထားတယ်မှန်ပါဗျာအဲ့တော့အနည်း300လောက်ကျမှအတော်ကမင်းကြီးလက်ထက်ကျတော့မှအဲ့ဒီရန်နရအတက်တက်တဲ့လူကိုခေါ်ပြီးတော့ဒီခုခေတ်ပြောမယ်ဆိုစနက်တံပေါ့မှန်ပါဗျာ အဲ့ဒီစနက်တံကိုမြားနဲ့ပြစ်ပြီးတော့ဖြတ်ပါအဲ့ဒီလူတွေဝင်လို့ရမှန်ပါဗျာအဲ့လိုအတတ်ပညာတွေကမရှိဘူးတော့မဟုတ်ရှိတယ်မှန်ပါအဲ့တော့ဒီကနေ့ခေတ်လို့ဘာဖြစ်လို့မလုံးကြတာတော့လို့ပြောမယ်ဆိုလို့ရှင်ဘုံဘုံစဉ်းစားမိတာပြောပါမယ်ဆိုမှန်ပါဗျာမြန်မာလူမျိုးတွေဟာဘာဖြစ်လို့ကြိုးစားမှု အားနည်းတယ်လို့စဉ်းစားကြည့်တဲ့အခါမှန်ပါမြန်မာလူမျိုးတွေက not for fighting survival survival ဘာမှပြေခလူတွေကအသက်ရှင်ဖို့အတွက်ယုံခံတာသိမရှိဘူးမှန်ပါဗျာဖယ်နေရာသွားတော့ tremendous ဆိုစားလို့ရတယ်မှန်ပါဗျာ tremendous ဆားတော့ရတော့အလုတ်ကိုပင်ပင်ပန်းပန်းလောက်တာသိပြီတော့မရှိဘူးအနောက်တိုင်းကဘာလို့တိုးတက်သွားတယ်လဲလို့ဆိုရင် तू က fighting for survival ပဲမှန်ပါဗျာအသက်ရှင်ဖို့အတွက်ယုံခံနေရတယ်မှန်ပါဥပမာစနိုးတွေကြတယ်ဆိုရင်စနိုးတွေသွားတာတီထွင်ရမယ် စနိုးတွေဖယ်ဖို့တီထွင်ရမယ်အဲ့ဒါတွေဟာဒါတီထွင်မှုဆန်သစ်မှုဆိုတာတွေဟာဒုက္ခဒုက္ခရောက်တဲ့နေရာတွေမှာဖြစ်လိမ့်ရှိတာမှန်ပါဗျာမှန်ပါဗျာဒါတွေကိုတွန်းလှန်ဖို့လို့ဘုန်းဘောင်စဉ်းစားတယ်မှန်ပါဗျာဘုန်းဘုန်းတို့အရက်အန္တလေးတိုင်းစင်ကူးမြို့နယ်ကမြေနုကျောင်းပေါ်မှာအသက်ရှင်ကြတဲ့မွေးဖွားလာတဲ့လူတွေဟာမှန်ပါဗျာတနည်းလုံးမှ6လလောက်လုံးပြီးတော့ဆန်အိတ်နဲ့စီဘုံနဲ့ထားပြီးတော့ 6လလောက်ကပါမမလို့ဖဲနဲ့ထိုင်စားနေကြတဲ့ခေတ်ရှိတယ်မှန်ပါဗျာလိုအပ်ချက်ကလည်းဘာမှသိမရှိဘူးသူတို့မှန်ပါဗျာနော်မှန်ပါဗျာဘာကြောင့်လို့ဆိုရင်ဟိုပေမင်းပန်းမလောက်ခိုင်စားတော့เสียသူတို့မှ300ရလည်းမရှိဘူးလေမှန်ပါဗျာခုခေတ်လို300ရတွေမှမပေါ်တာမှန်ပါဗျာမပေါ်တော့အလုံးသိမလို့ကြအောင်ပေါ့မှန်ပါအလုံးမလုံးတော့မတီးထွင်ကြဘူးပေါ့ကိုနိုင်ငံကို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 အိမ်ကိုရတဏ္ဍတ္တစာစားရရင်လူတွေကအေးချမ်းသွားပြီလေမှန်ပါဗျာ အေးကြမ်းပါအခုခေတ်မှာဘာကြောင့်စမှုတွေထွန်းကားလာတယ်လဲလို့ဆိုရင်လူတွေရဲ့ဒီလူချင်းလောဘတွေကတက်လာမှန်ပါဗျာတက်လာတဲ့အခါကျတော့ much protest ဆိုတာလောက်လာကြတယ်ပေါ့မှန်ပါတင့်တင့်ရောင်ရဲမှုတွေအားနည်းလာတယ်ပေါ့မှန်ပါဗျာလူတွေရဲ့လူချင်းလောဘတွေများလာတော့မှန်ပါဗျာသူတို့ရဲ့ချမ်းသာကြွယ်ဝမှုအတွက်လူတွေကအမျိုးမျိုးတီထွင်လာကြတယ်မှန်ပါဗျာ အဲ့ဒီတွင်းလာသည့်အတွက်ကြောင့်ဒီဘက်ကတိုးတက်လာတယ်လို့တစ်ဖက်ကလည်းကောင်းတယ်လို့ပြောရမယ်တစ်ဖက်ကလည်းမကောင်းဘူးလို့ပြောရမယ်မှန်ပါဗျာလူလောကမှာတီထွင်မှုတွေများလာသည့်အတွက်ကြောင့်ထိခိုက်နစ်နာမှုတွေလည်းများလာမှန်ပါဗျာဘုန်းတို့ငယ်တော့ကတော့ကာမရှိသည့်အတွက်ကြောင့်ကာတိုက်သေးတာမဖြစ်ဘူးကာမောင်းလို့သေးတာမရှိဘူးမှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာလိမ္မာမရှိသည့်အတွက်ကြောင့်လိမ္မာပြတ်ကျသေးတာမရှိဘူးပေါ့မှန်ပါဗျာအော်လိမ္မာရှိလို့လိမ္မာပြတ်ကျသေးတာဒါကအပြစ်လို့ပြောရမှာမှန်ပါဗျာ အကောင်းကတော့ဘာလို့ဆိုရင်အာခီးသွားတာမြန်နေချက်ချင်းရောက်သွားတယ်တက်တောင့်တက်တာရောက်တယ်ကာစီယာသည့်အတွက်ကြောင့်တက်တောင့်တက်တာနေရာရောက်တယ်အကျိုးလည်းရှိတယ်အပြစ်လည်းဖြစ်တယ်မှန်ပါဗျာမှန်ပါအဲ့တော့လူတွေဟာတဦးနဲ့တဦးကုလူဆက်ဆံမှုတွေကတနေ့ကနဲ့တနေ့ကတကဘာလုံးလိုအလင်းမြန်ဖြစ်လာတဲ့အခါမှာလူတွေရဲ့ဒီစ조사အထုတ်မှုတွေ조사အထုတ်မှုဆိုတာရလုံမှုတွေအောင်မြင်ကြီးပွားလို့မှုတွေဆိုတော့ ဒီဟာတွေကပြင်းပြလာတယ်များလာတယ်များလာသည့်အတွက်ကြောင့်နေဗနာညာမှာအလုတ်တွေလှုပ်လာတယ်စိတ်ကလည်းအလုတ်ကလည်းတီထွင်းလာတယ်တီထွင်းလာသည့်အတွက်ကြောင့်အတတ်ပညာတွေကဆန်းသစ်လာလို့ဒါသိပ္ပံခေလို့ခေါ်ခြင်းခေါ်ပေါ့နော်မှန်ပါဗျာမှန်ပါမြတ်စွာဘုရားလက်ထက်ကလူတွေကသူကအေးဆေးဆေးနဲ့စားတော့နေရသည့်အတွက်ကြောင့်သို့မဟုတ်ရသဗျာရဲ့ဇတ်တော်တွေရဲ့ခိတ္တခဲ့ဟာလူတွေကအေးချမ်းချမ်းနေရင်စားမှုတောင်းမှုတွေလုံလောက်နေသည့်အတွက်ကြောင့် အခုလိုလိုချင်လောဘတွေလည်းမရှိဘူးပေါ့မှန်ပါဗျာပစ္စည်းသစ္စာတွေမရှိသေးတဲ့အတွက်ကြောင့်လိုချင်လောဘတွေနေကြတယ်မှန်ပါဗျာနေကြသည့်အတွက်ကြောင့်ခုခေတ်လိုစံသစ်ထားတွေမပေါ်ဘူးလို့လည်းပြောလို့ရနိုင်တယ်ပေါ့နော်မှန်ပါဗျာဒါကတော့ခေတ်တစ်ခေတ်ပေါ့မပေါ်ခဲ့ဘူးလို့လည်းပြောလို့မရဘူးမှန်ပါဗျာခုအတလန်တိတ်ပင်လယ်အောက်မှာခိမိနိုင်ငံတော်ကြီးဆိုတာတွေလည်းပြောနေကြတာရှိတယ်လေမှန်ပါပါမှန်ပါဗျာဘယ်လူမျိုးတွေဟာဘလို့ကြီးပွားတိုးတက်ခဲ့တယ်ဆက်မှုဘလောက်ထိအောင်ကြီးပွားခဲ့တယ်ဆိုတာလည်းပြောကြတယ်မှန်ပါဗျာ နောက်တစ်ခါပြောမယ်ဆိုရင်မြတ်စွာဘုရားဇတ်တော်တွေထဲမှာစัจเจဝရိမင်းအကြောင်းနေပါတယ်လေမှန်ပါဗျာအဲစัจเจဝရိမင်းအကြောင်းနေဆိုလို့ရှိရင်သူတို့ရဲ့အစွမ်းကုန်းနဲ့စัจจရဏကြီးလဲပြီးတော့လူတွေဟာအလိုလျောက်ကောင်းငင်အနေသွားတယ်ဆိုတာတွေရှိတယ်မှန်ပါဗျာတကဘာလုံးလှဲ့တာတော့မှပဲမနဲ့ထွက်သွားလို့ရှိရင်နေစာမိပြန်ရောက်တယ်ဆိုဒီကနေ့လေးမြန်တဲ့အစပေါင်းတရားပိုးမြန်နေတယ်ပေါ့မှန်ပါဗျာမှန်ပါဗျာဟုတ်တယ်မလားမှန်ပါဗျာအဲ့ဒါတွေလည်းရှိပါတယ်လို့နော် ပဋ္ဌာန်းဃာရများရွတ်ဆိုလို့ရှင်အနတ်အိဗယ်နားလည်မှုမရှိပဲရွတ်ဆိုလို့ရှင်အစွမ်းထပ်ပါလားရှင်ဖျားနောက်တစ်ခုကပဋ္ဌာန်းကိုနေရာယူပြီးရွတ်တဲ့နေရာမယူပဲရွတ်ပါကအနောက်ဆက်ပေးခံရဆိုတာဟုတ်ပါသလားရှင်ဖျားရှင်းပြပြီးတော့မူပါပဋ္ဌာန်းပါဠိတော်များလို့ဒီလိုသုံးတဲ့နဲ့ပေါ့နော်မှန်ပါဗျာဃာထာဆိုတာဟိုရင်တန်ဆင်နဲ့ဖွဲ့ထားတဲ့မင်္ဂလာတုတ်တို့မေတ္တာတုတ်တို့လို့ ရေးထားတဲ့ verse လို့ခေါ်တဲ့ကြာရဖြစ်တယ်ပထမပါဠိတော်ကြတော့သူကစုံနိယလို့ခေါ်တာပေါ့နော် prose လို့ခေါ်တဲ့ဟာပေါ့မှန်ပါဗျာအဲ့တော့ဒီအသုံးလေးကိုပထမပါဠိတော်ရွတ်ဆိုတာအ내အသေးပဲနားလည်မှုမရှိပဲရွတ်ဆိုရင်ရောအစွမ်းထက်ပါသလားဆိုဒီအစွမ်းထက်တယ်ဆိုတာစမ်းထက်ခြင်းလို့ရွတ်တာမျိုး ဖျားတရားတော်တွေကတော့ဒီလူတွေအတွက်ဒီတရားစွမ်းထက်ဖို့ဒီလိုရွတ်တာတော့မဟုတ်ဘူးเนาะမှန်ပါဗျာဒါရွတ်ရင်အစွမ်းထက်တယ်ဆိုတာတကူရှိတယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးเนาะမှန်ပါဗျာအဲ့တော့အနေအိပဲနားမလဲပဲနဲ့ရွတ်ဆိုရင်ရောကုသိုလ်ရပါသလားမှန်ပါဗျာမှန်ပါဗျာဒီလိုရဲ့အေးသင့်တာပေါ့เนาะမှန်ပါဗျာသစ္စာဗျာရဲ့တရားတော်တွေက စွမ်းရှိတယ်လို့ဆိုတာဘလို့စွမ်းရှိတုံးဆိုရသဗျာတရားတော်တွေကိုကြားနာပြီးတော့မျက်မျက်နူးနူးနေကြတဲ့ပုဂ္ဂိုလ်တွေထဲမှာလူတွေသာမကဘူးနှက်တွေလည်းပါတယ်ပေါ့မှန်ပါဗျာနှက်ပြမတွေလည်းပါတယ်မှန်ပါဗျာအဲ့တော့ဘုရားဟောတဲ့တရားတော်တွေကိုရွတ်ဆိုပြီးဆိုရင်ဒီနှက်ပြမတွေကစိတ်ဝင်စားပြီးတော့သူတို့လာတဲ့အခါမှာတခြား မကောင်းဆိုးဝါးတွေကဖယ်ရှားသွားကြတယ်မှန်ပါဗျာတကူကြီးတဲ့ပုဂ္ဂိုလ်လာရင်တကူမရှိတဲ့တည်းရဖယ်သွားပြီးဒုက္ခပေးမဲ့ဟာတွေမရှိတော့ဘူးပေါ့နော်မှန်ပါဗျာအဲ့လိုတော့ဖြစ်နိုင်တယ်နော်မှန်ပါဗျာမြတ်စွာဘုရားပဋ္ဌာန်းကိုမျက်မျက်နူးနူးနားယူထားကြတဲ့တည်းရသူတို့လည်းနားကျင်လို့လာတဲ့အခါမှာသူတို့ရဲ့အရှိန်အဝါတွေပေါ့မှန်ပါဗျာဥပမာပဲရှာလူကြီးတဲ့လူကြီးတယောက်ရောက်လာတယ်ဆိုရင်အလိုလျောက် ဒီသူ့ရဲ့အရှိန်အဟောဆိုတာရှိတယ်ပေါ့နော်မှန်ပါဗျာအဲ့ဒီလိုအရှိန်အဟောမျိုးဖြစ်တယ်လို့လည်းဆိုနိုင်တယ်။နောက်မြတ်စွာဘုရားရဲ့တရားတော်တွေကိုရွတ်ဖတ်ပူဇော်တယ်ဆိုတဲ့ဒီကုသိုလ်ကောင်းမှုရဲ့အစွမ်းလည်းရှိတယ်ပေါ့မှန်ပါဗျာကုသိုလ်ကောင်းမှုရှင်တဲ့နှလုံးထဲမှာပီတိဖြစ်ပြီးတော့ရွတ်ဆုံမယ်ဆိုရင်ဘုရားကိုပူဇော်မယ်ဆိုရင်ရွတ်ဆုံမယ်ဆိုရင်မှန်ပါဗျာမြတ်စွာဘုရားဟောတဲ့တရားတော်တွေရဲ့လေးနဲ့မှန်ကန်မှုကြောင့် နားမလဲတော့လဲအကျိုးတရားမှုတော့ရှိတယ်လို့ဒီလိုပြောမှာပေါ့နော်အကျိုးတရားမှုဖြစ်ပါတယ်အဲဘာကြောင့်အကျိုးတရားထားတုံးလို့ဆိုဘုရားပြာဟောတဲ့တရားတော်တွေဟာကြောင်းကျိုးစီလျောပြီးတကယ်စစ်မှန်တဲ့တရားတော်တွေဖြစ်သည့်အတွက်ကြောင့်ထိုစစ်မှန်တဲ့တရားတော်တွေကိုနတ်တွေပြမတွေကလည်းပဲလူလူလာလာနှစ်သက်ကြတာဖြစ်သောကြောင့်ရှင်တဲ့နှလုံးထဲမှာပီတိဖြစ်နိုင်တာဖြစ်သောကြောင့်ကုသတရားတွေရနိုင်တာဖြစ်သောကြောင့် ဒီကုသိုလ်ရတယ်ကုသိုလ်ရဲ့အစွမ်းတော့ရမယ်ကုသိုလ်ရဲ့ကုသိုလ်ရဲ့အစွမ်းကုသိုလ်ရဲ့ကောင်းရိုးချမ်းသာပေးနိုင်တဲ့အစွမ်းတတ္တိတော့ရှိတယ်လို့ဒီလိုပဲမှတ်တင်တယ်ပေါ့နော်မှန်ပါဗျာပဋ္ဌာန်းကိုနေရရွေးပြီးရွတ်တင်နေနေရမရွေးရွတ်မိပါကအနှောက်ရှက်ပေးခံရတယ်ဆိုတာဟုတ်ပါသလားတချို့ပြောကြဆိုကြတာတွေကိုဘုံဘုံနဲ့ကြားဘူးပါတယ်ကြားတယ်ပေါ့မှန်ပါဗျာဒါဖြစ်နိုင်တာတခုကတော့ဒီလိုပေါ့ ပဋ္ဌာန်းတရားတော်တွေကိုစမ်းကျင်တဲ့ဘုရားတရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်ဒီနေရာမှာရွတ်တယ်ဆိုပါစို့မှန်ပါဗျာဒီရွတ်မဲ့ဆိုရင်စမ်းကျင်မဲ့တော့ဖြစ်နိုင်တယ်တွေးနိုင်တယ်ပေါ့နောက်ရှက်ပြီးတယ်ဆိုအဲ့လိုမျိုးပေါ့မှန်ပါဗျာဥပမာပဲပဋ္ဌာန်းတွေရွတ်နေတယ်ဒီအတန်ချဲဆက်ကြီးနဲ့ရွတ်လို့နားမခံနိုင်လို့စမ်းကျင်တဲ့လူတွေရောရှိတာပဲလူတွေမှာမှန်ပါဗျာမှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါကတော့အတန်ကျဲလို့ စัญญမဲ့ဖြစ်တယ်ဆိုတာအဓိပ္ပာယ်တစ်ခုပေါ့နော်မှန်ပါရှင်အဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုမကြည်ညိုလို့ဆန့်ကျင်လို့ဘာသာချင်းမတူလို့မုံတီးတဲ့ပုဂ္ဂိုလ်တွေရလည်းပဲလူသားကအနှောင့်အယှက်ပေးတာကတမျိုးမှန်ပါဗျာလူတွေမမြင်ရတဲ့တရားတွေထဲမှာလည်းပဲဒီလိုမကြိုက်တဲ့တရားတွေရှိနိုင်တယ်တတ်တယ်ပါဗျာမှန်ပါဗျာမကြိုက်တဲ့ တရဝါဒီကဒါရွတ်ရင်သူတို့အနေထိုင်ခက်တယ်မှန်ပါဗျာဆွရှင်ရဲတယ်ဆိုရင်နောက်ရှေ့ပေးနိုင်တယ်ပေါ့မှန်ပါဒါတော့ပေးနိုင်တဲ့အနေထားရှိတယ်ပေါ့မှန်ပါဒါကြောင့်မလို့ပဋ္ဌာန်းရွတ်တော့မယ်ဆိုရင်မေတ္တာပို့ပြီးတော့အလုံးလက်ခံနိုင်တော့မေတ္တာစိတ်နဲ့ရွတ်ရင်တော့ပိုကောင်းတယ်ပေါ့နော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်ပဋ္ဌာန်းနေဒီဂါရာတွေဖျားကုံတော်တွေရွတ်ဆိုတာအနတ်အိဗယ်နားလည်မှုမရှိပဲရွတ်ဆိုတာ ਨੇ အနတ်အိဗယ်နားလည်မှုရှိပြီးရွတ်ဆိုတာ ਨੇ ကုစုရခြင်းအတူတူပဲလားဗျာကွာခြားတယ် တဲ့ရဲ့နာမလည်းပဲနဲ့ရွဆိုတာတော့သူကဟိုမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ရွလို့ရှိရင်တရားပဲဖြစ်မှာပေါ့နော်မှန်ပါဗျာအဲ့ဒီပဲနားလည်လို့ရှိရင်ပညာလည်းဖြစ်တာပေါ့မှန်ပါဗျာပို့ပြီးတော့အဲ့ဒီပဲနားလည်လိုက်လို့ရှိရင်အသိပညာပါပါသွားတယ်။အော်ဖရာဘာတွေရှင်းပြနေတယ်ဆိုတာကိုနားလည်သည့်အတွက်ကြောင့်တရားရောပညာရောနှစ်ခုစုံသွားတယ်လို့ပြောလို့ရတယ်ပေါ့မှန်ပါဗျာနော်မှန်ပါဗျာအဲ့တော့ပို့ပြီးတော့ သိမှသိပြီးတော့ရွတ်တာပို့ပြီးတော့တမိုးကြီးတယ်လို့ပြောမှာတင်ပါဗျာတင်ပါဗျာနောက်မိကုန်းတစ်ခုကတော့မညံဖူညံဆိုတာဘာလို့ဆိုလိုပါလဲမညံဖူညံရရှိအောင်ဘလို့အခြေအနေတွေဘလို့အချက်လက်တွေနဲ့လိုက်နာဆောင်ရွက်ဖို့လိုပါကလေးဆိုတာလူများနားလည်အောင်ရှင်းပြရှင်းပြပြီးတော့မူပါနိဗ္ဗာန်ကိုအယုံပြုတ်ပြီးတော့သိနိုင်တဲ့အသိဉာဏ်မျိုးကိုမညံဖူညံလို့ခေါ်တာပေါ့နော်တင်ပါဗျာအခု ဘုန်းကြီးတို့တွေနိဗ္ဗာန်ကြောင်းပြောတယ်ဆိုတာမှန်းဆပြီးတော့သိတဲ့အသည့်ပေါ့အနုမာနအသည့်လို့ခေါ်တယ်မှန်ပါ inference လို့ခေါ်တယ်အနုမာနအသည့်ပြည့်စုံတဲ့အသည့်မဟုတ်ဘူးပေါ့မှန်ပါဗျာအမေကြီးဘုန်းကြီးရတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ကိုမြင်တာကသူကသူကိုယ်ရင်ပစ္စကလက်တွေ့ကြကြမြင်တာကိုသူကမြင်တဲ့ညမျိုးဖြစ်လို့မညံဘုန်းကြီးဆိုတာနိဗ္ဗာန်ကို တင်္ခါရတရားတွေရဲ့ချုပ်ဆုံးသွားရနိဗ္ဗာန်ကိုမြင်နိုင်တဲ့ဉာဏ်လို့အဲ့ဒီအတိဉာဏ်ကိုဆလို့ရပေါ့နော်မှန်ပါဗျာလောကုတ္တရာစိတ်၈ခုရှိတယ်တင်ပါဗျာမက်စိတ်၄ပါးဖိုးစိတ်၄ပါးမှန်ပါဗျာအဲ့ဒီမက်စိတ်၄ပါးနဲ့ရှင်တဲ့ဉာဏ်ဖိုးစိတ်၄ပါးနဲ့ရှင်တဲ့ဉာဏ်ကိုလည်းမဉာဏ်လို့ခေါ်တာအဲ့ဒီဉာဏ်ကိုမဉာဏ်လို့ခေါ်တာမှန်ပါဗျာအဲ့ဒီမဉာဏ်ကဘာကိုသိတာတုံးဆိုတော့သစ္စာ၄ပါးကိုသိတယ်သစ္စာ၄ပါးကိုသိတဲ့အခါမှာ ဒီဒုက္ခသစ္စာကိုပိုင်းခြားသိပြီးတော့ပိုင်းခြားတဲ့အနေနဲ့သိတယ်။သမုဒိယသစ္စာဆိုတာဖယ်ရှားပြီးတဲ့အနေနဲ့သိတယ်။ကျမ်းပါ။နိဗ္ဗာန်ကိုတော့အာယုံပြုပြီးတော့သိတယ်။မဂ္ဂင်၈ပါးအကျင့်တရားလို့ဆိုရယ်မစ္စိမပဋိကရာပဋိပဒါကိုတော့ तू ကအတူတကွဖြစ်ပြီးတော့သိတယ်သူကမှန်ပါဗျာအဲ့လိုကွဲပြားခြားနားမှုလေးတွေရှိတယ်မှန်ပါဗျာ ဘာလို့ဆိုအတိညာဆိုတာအတိညာတစ်ခုတည်းဖြစ်တာမဟုတ်ဘူးအတိညာဖြစ်ဖို့ရအတွက်အတိုင်းဝိုင်းနေရှိတယ်မှန်ပါဗျာ။ဘာတွေတော့လို့ဆိုရင်တွေးတော်ဆင်ញင်မှုတို့နော်အခြေခံသီလတို့တွေးတော်ဆင်ញင်မှုတို့ကြိုးစားထုံမှုလုံလဝီရိယတို့အာယုန်နဲ့စိတ်နဲ့ဆုံတွေ့နေတဲ့တတိတို့အာယုန်ပေါ်မှာစိတ်ငြိမ်နေတဲ့သမာဓိတို့ဆိုအဲ့ဒါတွေနဲ့မှသူကဒီမညာဖြစ်လို့ရတယ်မှန်ပါဗျာ။သူတစ်ခုတည်းမဟုတ်သူ့ရဲ့အကူအညီတွေနဲ့ဖြစ်တာ။ အဲ့ဒါကိုဆိုလိုတယ်မဉဏ်ဖွဉဏ်ရောက်အောင်ဘယ်လိုအခြေအနေဘယ်လိုအချက်တွေနဲ့လိုက်နာဆောင်ရရပါသလဲဆိုမဉဏ်ဖွဉဏ်ရောက်အောင် သူ့ကိုယ်တော့တိုက်ရိုက်လုပ်လို့မရဘူးဘာလို့ရမလို့ဆိုဝိပဿနာကျင့်စဉ်ကိုကျင့်ပါမှန်ပါဗျာဝိပဿနာကျင့်စဉ်ဆိုတာယုံနံလို့ခေါ်တဲ့သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုကိုယ်အလိုတိုင်းမဖြစ်တဲ့သဘောတွေကို ပဲပဲနဲ့နဲ့သိသွားအောင်မှန်ပါဗျာဝိပဿနာဉာဏ်ကိုအထောက်ရမယ်မှန်ပါဗျာအထောက်လိုက်တဲ့အခါကျတော့ရှုံ့တဲ့ရားတွေပေါ်မှာချက်ချင်းမုံချင်းမရှိတော့ပဲနဲ့အနေထားတစ်ခုဟာတည်ငြိမ်တဲ့အသိဉာဏ်မျိုးရသွားတယ်စကားသာဆိုတော့ရုံဉာဏ်တွေပေါ်မှာမုံစရာဖြစ်တယ်ပေါ့အပြစ်တည်းကြီးပဲမြင်နေတော့မုံစရာဖြစ်လာမှန်ပါဗျာအဲ့ဒီမုံနဲ့ဟာဒီဆုံးသွားပြီးတဲ့အခါမှာမုံတာလည်းမရှိဘူးချက်တာလည်းမရှိဘူးသို့တော့ ီသင်္ခါရတရားတွေရဲ့သဘောတရားဟာဒီတိုင်းပဲလို့ဆိုရဲတည်ငြိမ်သွားတဲ့ဝိပဿနာဉာဏ်အဆင့်ကိုရောက်သွားပြီဆိုရင်အဲ့ဒီဝိပဿနာဉာဏ်ကိုသင်္ခါရုပ္ပခဏဉာဏ်လို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီသင်္ခါရတွေပေါ်မှာတိမတ်တဲ့စိတ်အခြေအနေတစ်ခု ဖြစ်ပေါ်လာပြီဆိုလို့ရှိရင်သင်္ခါရတရားတွေကိုပဲပဲနေနေကြာကြာနာနာတိပြီးတော့သင်္ခါရတရားတွေရဲ့အဆုံးဖြစ်တဲ့ အခြေအဆုံးဖြစ်တဲ့အဆင့်တစ်ခုကိုတွားပြီးတော့မြင်လိုက်တယ်ဝိပဿနာဉာဏ်ကတော့သင်္ခါရတရားတွေကိုပဲသိတယ်သင်္ခါရတရားတွေရဲ့အဆုံးလေးမှာဝိပဿနာဉာဏ်ရဲ့နောက်ဆုံးလို့ပြောတဲ့ဈာကုပေါင်းကူဉာဏ်လေးတစ်ခုရှိတယ်မှန်ပါဗျ Bridge လို့ခေါ်တာပေါ့မှန်ပါဗျဝိပဿနာဉာဏ်ကသင်္ခါရကိုရှုတယ်။နောက်လာမှကနိဗ္ဗာန်ကိုရှုတယ်ဆိုတော့ဒီနှစ်ခုကြားလေးမှာပေါင်းကူးပေးတာလေးတစ်ခုရှိတယ်။မှန်ပါဗျာ ခုဘက်ကန်းနဲ့ဒီဘက်ကန်းကိုဆက်ဆက်ပေးဖို့ရတဲ့တရားတစ်ခုဆောင်းမှန်ပါဗျာတရားတစ်ခုဆောင်းမှရတယ်လို့ပဲဒီသင်္ခါရကိုအာရုံပြုတဲ့ဝိပဿနာဉာဏ်နဲ့နိဗ္ဗာန်ကိုအာရုံပြုတဲ့မဲ့ဉဏ်ဖွဉဏ်တို့ရှားမှာ꽈ဟနေတဲ့ gap တစ်ခုကိုပေါင်းဆက်ပေးတဲ့ဉာဏ်တစ်ခုရှိတယ်မှန်ပါဗျာအဲ့ဒီဉာဏ်ကိုဂုတ္တပုဉဏ်လို့ခေါ်တယ်အဲ့ဒီဂုတ္တပုဉဏ်ကနေပြီးတော့နိဗ္ဗာန်ကိုအချက်ပြလိုက်တဲ့အခါမှာမဲ့ဉဏ်ဖွဉဏ်တွေက သင်္ခါရအာယုန်ဤကိုမယူပဲနဲ့ဝိပဿနာဉာဏ်ကသင်္ခါရအာယုန်ကိုယူရဆုံးသက်သွားပြီးသူကနိဗ္ဗာန်ကိုအပြုတ်နိုင်သွားတယ်။အဲ့နေရာလေးကချောင်းတစ်ချောင်းသို့မဟုတ်မြစ်တစ်မြစ်ကိုဟိုဘက်ကန်းကိုကူးလိုက်တယ်လို့ဖြစ်သွားတာ။ဟုတ်ပါဘူး။ဟိုဘက်ကန်းဆိုတာနိဗ္ဗာန်။ဒီဘက်ကန်းဆိုတာသင်္ခါရတရားတွေပေါ့နော်။ဟုတ်ပါဘူး။သင်္ခါရတရားတွေဆိုတော့လူရဲ့တဏှာမှဖြစ်တဲ့ရုပ်တဲ့ရုပ်နဲ့နံတွေအကြောင်းကနေပေါင်းဆက်ပြီးတော့ထုတ်လုပ်ထားတဲ့အရာတွေ။ဟုတ်ပါဘူး။ ဲ့ဒါကိုလွတ်ပြီးတော့ဟိုဘက်ကိုယူလိုက်တာမှန်ပါဗျာ။ဘာနဲ့ဥပမာတူတုံးဆိုလို့ရှင်ချောင်းတစ်ချောင်းမှန်ပါဗျာ။ချောင်းတစ်ချောင်းကိုဟိုဘက်ကန်းကို ခုံကူးကျင်တဲ့လူဟာကျိုးတစ်ချောင်းကိုဒီဘက်တစ်ပင်မှာခြေထားပြီးတော့အဲ့ဒီကျိုးနဲ့လွှဲပြီးတော့ဟိုဘက်ကန်းကိုခုံချတယ်ဆိုပါစို့မှန်ပါဗျာ။ဥပမာပဲနော်။ဟိုဘက်ကန်းရအောင်ကျိုးနဲ့သွားတယ်ဆိုရင်ကျိုးပေါ်မှာကျိုးကိုဆွဲပြီးတော့သူကလွှဲတယ်မှန်ပါဗျာ။ လူကဟိုဘက်ကမ်းပေါ်မှာအရောက်လေးမှာကျိုးကိုလွတ်လိုက်ရမှန်ပါဗျာထို့တူရဲ့ဝိပဿနာဉာဏ်ကသင်္ခါရတွေကိုဆုပ်ကိုင်သင်္ခါရကကျိုးနဲ့တူတယ်အဲကျိုးနဲ့တူတဲ့ဝိပဿနာဉာဏ်နဲ့ဟိုဘက်ကမ်းအရောက်လွှဲလိုက်တဲ့အခါမှာဟိုဘက်ကမ်းနဲ့ရောက်ရောက်ဒီကျိုးကိုလွတ်လိုက်သလိုသင်္ခါရအာယုံကိုလွတ်လိုက်ပြီးတော့နိဗ္ဗာန်အာယုံဆိုတဲ့အာယုံအသိကိုရယူတာအဲ့ဒါကိုမဉ္ဇဉ်ဖူဉာဏ်လို့ဒီလိုပဲဝိပဿနာခြင်းစဉ်ခြင်းကြံကျုပ်ကိုအထုံးမှပဲမဉ္ဇဉ်ဆုညာဆိုတာဖြစ်တယ် တယ်မှာပြန်ဝိပဿနာဉာဏ်ကလေ့ကျင့်ရမယ်ရအောင်လေ့ကျင့်ရမယ်ချင့်ကြံကြုတ်ကိုဒီပွားတယ်ဆိုတဲ့အသေးစိတ်ကကိုယ်တဏ္ဏမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ထားရယ်ဖြစ်ပြီးရင်တွတ်တက်အောင်လုပ်ထားရယ်ဒါကိုပွားတယ်လို့ခေါ်တယ်နော်မှန်ပါဗျာကမ္မထာအထုတ်တယ်ဆိုတာအထင်ဟုတ်မှန်ပါဗျာအဲ့လိုအထုတ်ပြီးမှမဉဏ်ဖုန်ဉဏ်ဆိုတာကအထုတ်ရတာမဟုတ်ဘူးဝိပဿနာဉာဏ်ရှင်းတန်သွားလို့ရှိရင်ခုနကလိုဟိုဘက်ကန်းခုံကူးလိုက်တယ်လို့အဲ့လိုရသွားတဲ့ ရောက်သွားတဲ့နေရာတစ်ခုရောက်သွားတဲ့အဆင့်တစ်ခုကိုခေါ်လိုက်တာမှန်ပါဗျာတင်ပါဗျာအဲ့လိုဆိုလို့တင်ပါဗျာဝိသံတရားဇတ်တော်ကြီးမှာဖះလောင်းကသူ့ဇနီးဖြစ်သူနဲ့သားသမီးများကိုသူများကိုလှူလိုက်ပါတယ်တစ်ဖက်ကပြန်ကြည့်လို့ရှင်တပားသူရဲ့စိတ်ဆန္ဒကိုလှလှရှူပြီးတော့မိမိလိုရင်အတွက်လှူလိုက်သလိုမျိုးများဖြစ်နိုင်ပါသလားရှင်ဗျာဖြစ်နိုင်တာပေါ့အဲ့တော့မှန်ပါဗျာဖြစ်နိုင်တယ်သို့တော်လည်း အလူခံရတဲ့ပုဂ္ဂိုလ်ကသူခြေနဲ့တယ်ဆိုလို့ရှိရင်ရောမဖြစ်နိုင်ဘူးလားမှန်ပါဗျာနော်ဘာဖြစ်ဖြစ် သူ့ရဲ့ဆန္ဒကိုငါဖြည့်ဆည်းမယ်ဆိုတဲ့လူတယောက်ကသူ့ဘာလို့လို့ခြေနဲ့မှာပဲမှန်ပါဗျာနော်ခြေနဲ့မှာဆိုတော့ဒီပုဂ္ဂိုလ်ကသူ့ရဲ့သဘောတူတူပဲနဲ့အတင်းကြပိုင်ဖို့စနဲ့လုပ်တယ်လို့ပြောလို့မရတော့မှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာဖျားလောင်းဟာသူ့စနီးဖြစ်သူနဲ့သာသမီများကိုလှူလိုက်တယ်ဆိုတဲ့နေရာမှာ သူ့ရဲ့စိတ်ဆန္ဒက ဘယ်သူကလာတောင်းတောင်းပေးခြင်းနဲ့ဆန္ဒအဓိကပဲသူကမှန်ပါဗျာတွေ့ခြင်းတန်းခြင်းနဲ့ဆန္ဒအဓိကဖြစ်တယ်မှန်ပါဗျာအဓိကဖြစ်တော့ तू မပေးနိုင်ဘူးဆိုတာတခုမှမရှိဘူးမှန်ပါဗျာဘာလို့ဆို तू မပေးနိုင်တဲ့ပစ္စည်းတခုရှိနေတယ် तू မှာတွန့်တို့မှုတခုဖြစ်နေမှန်ပါဗျာဖျားဖြစ်ဖို့ဆိုတာကိုယ့်အတွက်ပြန်ကြည့်ပြီးတော့သူများကိုမပေးနိုင်ဘူးဆိုတာမရှိရဘူးမှန်ပါဗျာဒါမှ ဌာနပါရမီဆိုတာအထွတ်ထက်ရောက်မှာဟုတ်မှန်ပါအင်ဒါလေးတော့လှူနိုင်တယ်ဒါကြမလှူနိုင်ဘူးဆိုရင်ကိုယ့်ပဲပြန်သိမ့်ပိုက်ထားတာဖြစ်မှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာအဲ့တော့ပြည့်စုံတဲ့ဌာနပါရမီပဲဖြစ်နိုင်ဘူးလေမှန်ပါဗျာအဲ့တပြားလေးတော့လှူနိုင်တယ်ဒါလေးကတော့ဒါလုံးဝမပေးနိုင်ဘူးဆိုရင်သူကငင်းွက်လိုက်မဲ့ဆိုရင်သူ့ရဲ့ပိတ်ကန်းစွန့်ကျင်မှုဆိုတာဟာအထွတ်ထက်ရောက်တယ်လို့ပြောလို့မရဘူးတင်ပါဗျာအဲ့တော့သူ့စိတ်ထဲမှာသူကမပေးနိုင်တာတခုမှမရှိဘူး သူ့အသက်လည်းပေးနိုင်တယ်သူ့ရဲ့မျက်မျက်စိလည်းပေးနိုင်တယ်ခန္ဓာကိုယ်အင်္ဂါရတွေလည်းပေးနိုင်တယ်တမန်ပါအဲ့တော့သူ့ဇနီးသားသမီးတွေကိုလည်းသူပေးနိုင်တယ်ဆိုတော့သူ့မှာမပေးနိုင်ဘူးဆိုတဲ့အရာသူ့အတွက်ပြန်ပြီးတော့သိမ့်ပိုက်တယ်ဆိုတဲ့အရာမျိုးရှိကုန်ရှိတော့တမန်ပါဖရာလောင်းပါဘာကြောင့်မရှိတော့တာလို့ဆိုသူလေးကျင့်လာခဲ့လို့တမန်ပါလေးကျင့်မှုကအောင်မြင်သွားပြီတမန်ပါအောင်မြင်သွားသည့်အတွက်ကြောင့်သူ့ဇနီးနဲ့သားသမီးတွေကိုသူလှူတယ်လှူတဲ့အခါမှာ ဇနီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းခြေခြေနက်နက်ချီသူချင်းနဲ့ပြီးတော့သူသူဆန္ဒတိုင်အကုန်ဖြည့်ဆည်းပေးတယ်တမန်ပါဗျာတားသမီးတွေကလည်းငယ်ရပြီမဲ့လို့သူ့ဖေရဲ့ဆန္ဒကိုသူတို့ဖြည့်ဆည်းဖို့ ready ဖြစ်နေတမန်ပါဗျာအဲအဲ့လို့ဆိုတော့ဘိုင်ဖို့မဟုတ်တော့ဘူးပေါ့နော်တမန်ပါဗျာဘိုင်ဖို့တော့မဟုတ်သူတို့ရဲ့ဆန္ဒကိုကလည်းပါတယ်လို့အဲတော့တပါးသူရဲ့ဆန္ဒကိုလစ်လျူရှုပ်ပြီးတမန်အပြင်လူတွေကြည့်မဲ့ဆိုရင်လစ်လျူရှုပ်ပြီးလှူတယ်လို့ဖြစ်နေတယ်မဟုတ်ဘူး သူတို့ကိုယ်တိုင်ကိုကဒီသူတို့ကိုလှူပါဆိုတဲ့အနေထားမျိုးထိရောက်တယ်ပေါ့တင်ပါဗျာတင်ပါတင်ပါနောက်ထပ်မိကုန်းတစ်ခုကမတ်လွင်စာအောင်ကမိရဖြစ်ပါတယ်အနီကဇာတိအစချီရဲ့ဖျားအနီကဇာတင်ကားတာတွေကိုအလူတွေမှာတန်ကားတော်တွေရွတ်ဖတ်တာကြားနာနေကြဖြစ်ပါတယ်တာမန်လူတွေကမိမိတို့အိမ်မှာရွတ်ဆိုဖို့တင်မတင်သိချင်ပါတယ်ရှင်ဗျာဒါကတော့ဖျားဟောတဲ့တရားတော်တွေကိုဘသူပဲရွတ်ရွတ်ရွတ်ခွင့်ရှိပါတယ် မှန်ပါဗျာတန်ဃာရီရွတ်တယ်လို့ဆိုတာဟာဖျားကိုအနေစားတင်တဲ့ခန္ဓာတွေမှာရွတ်လိဖတ်လိရှိတဲ့တန်ဃာရီကရွတ်ဆိုပြီးတော့ပူဇော်ပေးတာမှန်ပါဗျာဒါကြောင့်တန်ဃာရီကရွတ်တုံးဆိုတန်ဃာရီကသာလင်ဒီဟာကိုအလို့ရွတ်နိုင်ပြီးတော့သင်ကြားထားတာတွေဖြစ်တာတင်ပါဗျာလူတွေကြတော့ဒါရွတ်ခိုင်းလဲသူတို့ရွတ်နိုင်မှာမဟုတ်ဘူးလေမှန်ပါဗျာကြည့်ဖတ်ရင်တောင်းပါပဲမမကန်ကဖတ်ချင်မှဖတ်နိုင်မှာမှန်ပါဗျာမဟုတ်ဘူးလားမှန်ပါ ဟိုကျန်တဲ့ပုဂ္ဂိုလ်တွေမရွတ်တယ်ဘူးလို့တိတော်တော်မရှိပါဘူးရွတ်တယ်ပါတယ်ရွတ်လို့ရပါတယ်တမန်နော်ဖရာဟောတရားတော်တွေကိုရွတ်လို့ရပါတယ်အဲဆိုရင်ဖရာအနိကစားတင်တာကိုတန်ဃာတွေခေါ်မပင့်မဲနဲ့ကိုယ့်အကိုရွတ်ပြီးတော့အနိကစားတင်မယ်ဆိုလို့ရှိရင်ဒါရွတ်လို့ရတာဒါလေအပြစ်မဖြစ်ပါဘူးဖြစ်နိုင်ပါတယ်ကိုယ်ကဖရာပူဇော်တာပဲလေတမန်ဖရာတမန်ဖရာပူဇော်တာမြတ်စွာဘုရားချူချူရင်ခဲ့တဲ့ဥရန်ကထာတွေကိုရွတ်တာပဲမှန်ပါဖရာအဲ့တော့တို့တို့ရပါတယ်ဒါတမန်ဖရာဒါလည်းရပါတယ်နောက်တစ်ခုကကြတော့ကိုမင်းစင်ထုံးကမိတာပါ ဘုန်းကြီးเจ้าတွေမှာအလှလို့လို့အတန်ကျက်ဆက်နဲ့သရှင်အကျယ်ကြီးဖွင့်တာအဖြစ်ဖြစ်ပါလားရှင်ဗျာအကုသူဖြစ်တဲ့အဖြစ်လားသို့မဟုတ်လောကမှာဥပဒေချိုးဖောက်တဲ့အဖြစ်လားဒီနှစ်ခုခွဲကြည့်ရမှာပေါ့တမပါဗျာနော်အလှလို့လို့အတန်ကျက်ဆက်နဲ့သရှင်တွေအကျယ်ကြီးဖွင့်လို့ရှိရင်အဲ့ဒီနားမခံနိုင်တဲ့ပုံကိုယ်တွေဟာဒါတော်တော်ဒုက္ခရောက်ကြတယ်ဒုက္ခရောက်သည့်အတွက်ကြောင့်ဂျန်တဲ့လူတွေကတော့ ဒေါသဖြစ်ကြမှာပဲဒါတင်ပါဗျာသချင်းဖွင့်အလှလုပ်နေတဲ့အချိန်မှာသချင်းဖွင့်ပြီးတော့ဆိုကြရဲဆိုနေမယ်ဆိုလို့ရှိရင်အလှတွေကိုစိတ်ရောက်ဖို့သိမ့်မရှိဘူးတင်ပါဗျာအဲ့တော့အလှပွဲနဲ့အလှပွဲဆိုတာကုသိုလ်နဲ့အာယုံပြုပြီးတော့ကုသိုလ်စိတ်ဖြစ်ရမယ့်အချိန်ပေါ့ကုသိုလ်စိတ်ဖြစ်ရမယ့်အချိန်ကိုသချင်းနားထောင်တဲ့အာနဲ့ဆိုဆန့်ကျင်မဲ့ဖြစ်တယ်မှန်ပါဗျာဆန့်ကျင်မဲ့ဖြစ်သည့်အတွက်ကြောင့်သူလုံးတဲ့လုပ်ငန်းနဲ့လောက်ကင်နေတာနဲ့က လုံးဝအဝင်ခွင့်ကြမဖြစ်ဘူးလို့တော့ပြောမှန်ပါဗျာနော်အဝင်ခွင့်ကြမဖြစ်ဘူးဖုံဖုံကြားခဲ့တယ်ဒီဘောနိုင်ငံတို့ဘာလို့ဆိုလို့ရှိရင်လူတန်းလို့လို့ရှိရင်တမန်တချင်းတွေကိုဖွင့်နေမရှိဘူးဖရာဂုံတော်တရားဂုံတော်အဲ့ဒီလိုဒီဗိုရှင်းနဲ့ဆောင်းလို့ခေါ်တယ်မှန်ပါဗျာဒီဗိုရှင်းနဲ့ဆောင်းဆိုတာဘာသာရေးတချင်းလေးတွေကိုဖွင့်ပေးတယ်ဆိုကြဆိုတဲ့တချင်းတွေမဖွင့်ဘူးတို့ရော ဘာသာရေးသချင်းတွေဖွင့်လို့ရှင်ရောအကျေကြီးဖွင့်လို့ရှင်အဲ့လိုမျိုးအကူတူကြေပေါ့ဖွင့်လို့ရှင်အကျေကြီးဖွင့်လို့ရှင်တော့ခုနနားမခံနိုင်တဲ့ပုံကိုယ်တွေအတွက်တော့သူကဟိုဖွင့်နေဘူးသူကြတော့မြန်မာနိုင်ငံမှာဒီအတန်ချက်ဆက်ဥပဒေရှိတယ်လို့ကြားတယ်တင်ပါဗျာအဲ့ဒီအကျေကြီးဖွင့်လို့ရှင်သူအတန်ချက်ဆက်ဥပဒေကိုသူချိုးဖောက်ရရောက်တယ် တယ်မှာတကယ်ဟုတ်လိုင်းနာသူမလိုင်းနာတာအားထားပါတော့တယ်မှာဗျာဥပဒေရှိတယ်လို့ဖုံဖုံကြားဘူးတယ်တယ်မှာဗျာဖုံဖုံတို့လည်းလို့အကျဉ်းကြီးဖွင့်တာမကြိုက်ဘူးတယ်မှာဗျာအတန်းချဲတာဟာဖះကြိုက်တဲ့လို့မဟုတ်ဘူးတယ်မှာဗျာမြတ်စွာဘုရားကစကားကြဲကြဲပြောတော့တော့မကြိုက်ဘူးတယ်မှာဗျာတိုးတိတ်ငြိမ်သက်တာကိုကြိုက်တယ်မြင်လားတယ်မှာဒါကြောင့်မို့ဖះကစကားပြောရင်တို့တို့ပြောရမယ်ဖះကဆုံးမလေးရှိတယ်ဘာလို့ဆိုရင်မင်းတို့နှစ်ယောက်ဆုံးပြီလို့ရှိရင် တရားစကားရင်လည်းပြောတခြားစကားမပြောနဲ့တရားစကားပြောရင်ပြောမပြောဘူးဆိုရင် Nobel Silence နော်တရားနှလုံးသွင်းပြီးတော့တိတ်တိတ်နေတာအကောင်းဆုံးပဲလို့ဒီမှာဗျာရသော်ဗျာရဲ့အဆုံးမအဲ့ဒါအဲ့ဒီအဆုံးမကိုဖောက်ဖျက်ရရောက်တယ်ဒီမှာဗျာအဲ့တော့ဘုရားစကားကိုလည်းဖောက်ဖျက်ရရောက်တယ်မလိုက်နိုင်ရရောက်တယ်ဒီမှာဗျာအတန်ချက်ဆက်သုံးတဲ့ဥပဒေကိုလည်းပဲဖောက်ဖျက်ရရောက်တယ်ဒီမှာဗျာ နာတံမခံနိုင်တဲ့ပုံကိုယ်တွေအတွက်လည်းအကြီးအကျယ်ဒေါသကိုဖြစ်စေတယ်တင်ပါဗျာနောက်ထပ်မိကွန်းတစ်ခုကငယ်စဉ်ခါကမီးလောင်ခံရ၍ခန္ဓာကိုယ်မှာအများကြီးများကျန်ခဲ့သောသူစီ၎င်းခြေလက်အင်္ဂါမစုံသောသူများစီ၎င်းတာသနာဘောင်ဝင်ခွင့်ရပါမလားအရှင်ဗျာကိုဝင်းမြတ်ကမိရဖြစ်ပါတယ်ဟုတ်ပြီခြေလက်အင်္ဂါမစုံတဲ့ပုဂ္ဂိုလ်တာသနာဘောင်မှာမဝင်ရဘူးသူကနော်ရှင်ပြုမပေးရတဲ့ပုဂ္ဂိုလ်များဆိုပြီးတော့ ရရှိကန်းတဲ့ပုဂ္ဂိုလ်တို့ဘာတော့အကုန်လုံးပါတယ်ခြေတဲ့အင်္ဂါမဆုံးတာလေကျမဗျာနောက်ဆုံးမှာအယုတ်အလွန်ဆိုးလူလာလို့ရှိရင်လူသားလို့မထင်ဘူးတကယ်တရေသွဲလို့ထင်ရလောက်အောင်ပိဋိဒတ်ကိုဖြစ်စီတဲ့ပရိဒတ်တုတကလို့ခေါ်တာပေါ့ကျမဗျာသူမြင်လို့ရှိရင်သူကအယုတ်ဆိုးလွန်အကြီးသည့်အတွက်ကြောင့်လူတွေကလှုပ်လှုပ်ရှားရှားဖြစ်တယ်အဲ့လိုပုဂ္ဂိုလ်မျိုးတောင်ရသဗျာရဟန်းခံမပေးရဘူးရှင်းမပြောရဘူးလို့သူဆိုတယ်ကျမဗျာမိလောင်ခံရ၍ခန္ဓာကိုယ်မှာအမာယွတ်များစွာ ဒီဟာတော့ဖုံးတိုက်ရဲ့မတွေ့ဘူးခုနကနှာခေါင်းပြတ်နေတယ်လူနားပြတ်နေတယ်လူလက်ပြတ်နေတယ်လူတချေပြတ်နေတယ်လူအဲအဲ့လိုမျိုး အလုံးကိုရုပ်ဆိုးကြီးတန်ဖြစ်နေတဲ့ပုံကိုမျိုးတွေအင်္ဂါမဆုံးတဲ့ပုံကိုတွေဆွမ်းအနာမကြတော့ဘာတော့အကုန်လုံးပေါ့ကုဋ္ဌယောဂါတွေရှိတဲ့ပုံကိုတွေအဲ့လိုဟာမျိုးတွေဟိုတော့သာသနာပေါင်း ဝင်ခွင့်မပြုဘူးဆိုတာစပေတယ်မှတိကျသတ်မှတ်ထားပါတယ်32ရောင်းလို့ထင်တယ်အလုံးအမျိုးပေါင်း32မျိုးရှိတယ်တင်ပါဗျာနပပစီတပတ်ထွတ်တင်တာ32ဦးရှိတယ်တင်ပါဗျာအလုံးအမျိုးတွေရှိတယ်နော်တင်ပါဗျာကိုဝင်းမြတ်ဖြစ်တဲ့မီးလောင်ခံရတဲ့ဒဏ်ရာတော့သူကခြေထောက်မှာဖြစ်တာဗျာသူကပေါင်ကနေပြီးတော့ခြေသလုံးထိဖြစ်တဲ့မီးလောင်အကွက်တွေမျိုးပေါ့ရှင်ဗျာအဲအမျိုးဆိုလို့ရှင်ရောသူယဟန်ခံလို့ရနိုင်မှာရှင်ဗျာဒီခြေပြတ်သွားတာလက်ပြတ်သွားတာမဟုတ်လို့ရှင်တော့ သူကလည်းပဲအဝတ်နဲ့ဖုံးကွယ်ပြီးတော့နေတော့ဟိုယောဂလည်းမဟုတ်ဘူးထိခိုက်တန်ရသဘောမျိုးတော့သူကြတော့ဟိုခွင့်ရနိုင်ပါတယ်ပြီးတော့အဝတ်နဲ့ဖုံးပြီးတော့ရုပ်ဆိုးကြည်တန်ဖြစ်သွားတာမဟုတ်သည့်အတွက်ကြောင့်လေတင်ပါဗျာခုနလိုမျက်နှာလောင်ပြီးတော့မျက်နှာကြီးကတမျိုးကြီးဖြစ်သွားပြီးလူချားထဲမှာဟိုတော်တော်လေးရုပ်ဆိုးသွားတယ်ဆိုတာမျိုးကြရင်တော့ခုနပရိသတ်ထုတကားဆိုတဲ့အချိန်မှာတော့ပါမှာပေါ့တင်ပါဗျာအခုလိုခြေထောက်တို့ကတော့ ဟိုဖြစ်တာမျိုးတို့ခြေတော်ပြတ်သွားတာလည်းမဟုတ်ဘူးမိလောင်ခံရတဲ့ထာယာရှိတာမျိုးတို့အဲ့ဒါမျိုးကတော့ဟိုဒီထဲမှာပါမယ်မဟုတ်ပါဘူးသာသနာ့ဘောင်ဝင်ဝင်လို့ရတော့ပါတယ်မှန်ပါဗျာတယ်မှန်ပါ